်မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ရန်ကုန်မင်္ဂလာတုံလေးစိတ်ကို PDF အဖွဲ့မှ short title များဖြင့်ပြစ်ခတ်တိုက်ခိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရန်ကုန်မင်္ဂလာတုံလေးစိတ် short title များဖြင့်ဖြစ်ခတ်တိုက်ခိုက်ခံခဲ့ရကြောင်းအခင်းဖြစ်ရာနေရာအနီးတွင်နေထိုင်သည့်သတင်းရင်းမြစ်တအူထံမှသိရသည် ဖြစ်စဉ်မှာရမန်နီအောက်တိုဘာ20ရက်မနက်9:00နာရီခွဲခန့်အချိန်တွင်ရန်ကုန်ပြည်ပဆိုင်ရာလေစိတ်တွင်ဖြစ်ပွားခဲ့ကြောင်းအဆိုပါသတင်းရှင်းမြစ်များထံမှသိရသည်အဆိုပါပြစ်ခတ်မှုကဈေးကဘာဝင်အတွင်မှဖြစ်ခဲ့ခဲ့ခြင်းဖြစ်နိုင်ကြောင်းကနအူသတင်းများအရသိရသည်လေစိတ်ကိုရှော့တိုက်ထုံး၅လုံးဖြင့်ဖြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟုလည်း၎င်းမှဆက်လက်ပြောဆိုထားသည်ရှော့တိုက်ထုံး၅လုံးအနက်တစ်လုံးသည်လေရင်ပြေးလန်းပေါ်ချရောက်ခဲ့ကြောင်းသိရပြီးမိလောင်မှုဖြစ်ပွားခဲ့ကြောင်းအထက်ပါသတင်းရှင်းမြစ်ကဆိုသည် အဆိုပါဖြစ်စဉ်ဖြစ်ပွားချိန်တွင်လေးစိတ်ရှိလုံခြုံရေးတပ်ဖွဲ့များမှလည်းပြန်လည်ပြစ်ခတ်မှုများရှိခဲ့ကြောင်း၎င်းမှဆက်လက်ပြောဆိုထားသည်ရှန်ကိုမင်္ဂလာတုံးလေးစိတ်ရှော့တိုက်တုံးများဖြင့်ဖြစ်ခတ်တိုက်ခိုက်ခံရမှုဖြစ်စဉ်နှင့်ပတ်သက်ပြီး BWNE ပံ့ပိုးမှုဖြင့် Liberty Tender နှင့် Anonymous Mission 10 Alpha အဖွဲ့တို့မှအောက်တိုဘာ20ရက်မနက်9:16မိနစ်တွင်မင်္ဂလာတုံးလေးတက်အားရှော့တိုက်တုံးခုနှစ်လုံးဖြင့်ဖြစ်ခတ်တိုက်ခိုက်ခဲ့ပြီးအောင်မြန်စွာဆုတ်ခွာနိုင်ခဲ့ကြောင်းအတည်ပြုထုတ်ပြန်ထားသည့်ကိုတွေ့ရပါသည် ရှင်ထုတ်ပြန်ချက်တွင်ရန်ကုန်မင်္ဂလာတုံးလေးစိတ်အမြင့်နာသို့48နာရီအတွင်းအသွားလာမပြုလုပ်ကြရန်နှင့်ဒလေးကောင်တာအတက်အဖြစ်အဆိုပါနေရာသို့ရှော့တိုက်တုံးများလည်းထပ်မံရောက်ရှိနိုင်သည့်အတွက်ပြည်သူများအနေဖြင့်လုံးဝမသွားရောက်ကြရန်ဆိုသည့်သတိပေးစာများပါထည့်သွင်းဖော်ပြထားသည်ကိုတွေ့ရပါသည်ထိုအနီးနားသို့ဖြူသူများအနေဖြင့်အသွားလာမလုပ်ကြရန်နှင့်လေစိတ်အဝစစ်တက်ကိများကိုပြစ်ခတ်ရန်အတွက်လည်းတရားခွင်မမများအစဉ်သင့်ရောက်ရှိနေပြီဖြစ်ကြောင်း PDF အပွဲမှတတိပေးချိန်ချောက်ထားသည်ကိုတွေ့ရပါသည် ပြီးခဲ့တဲ့2023ခုနှစ်ဖေဖော်ဝါရီလအတွင်းကလည်းရန်ကုန်မြို့ပြည်လမ်းရှိစေမိုင်ကုန်းစစ်ဆေးရေးဂိတ်တွင်ရန်ကုန်လိပ်စစ်ကိုဖောက်ခွဲမှုပြုလုပ်ရန်လက်လုံမိုင်းများတည်ဆောင်လာသည့်အမျိုးသားနှုတ်ကိုဖမ်းဆီးရမိခဲ့သည့်ဖြစ်စဉ်ဖြစ်ပွားခဲ့ပူသည်ဆက်လက်ပြီး BGF ကောင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူဦးစီးထိန်ချုပ်လောက်ကိုင်းနေသော KK Pat ကိုစစ်တပ်ကဝင်ရောက်စီးနင်းပြီးလူပေါင်း2200နီးပါးကိုဖမ်းဆီးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသွားမှာဖြစ်ပါသည် အကြံဖတ်စစ်တပ်လက်အောက်ခံ BGF ကောင်းဆောင်ဘုံမူကြီးစောချစ်သူဦးစီးထိန်ချုပ်လောက်ကိုင်းနေသော KK Pat ကိုစစ်တပ်ကဝင်ရောက်စီးနှင်ပြီးလူပေါင်း2000နီးပါးကိုဖမ်းဆီးရရှိကြောင်းအကြံဖတ်စစ်တပ်ကသတင်းထုတ်ပြန်ထားပါသည်စစ်တပ်ကမြောက်ဒီမြို့နယ်အတွင်းရှိ KK Pat ကိုစီးနှင်ခရာဆောက်လုပ်ပြီးအဆောက်အုံတစ်ထပ်တိုက်၁၀လုံးနှစ်ထပ်တိုက်အလုံး၁၀လေးထပ်တိုက်အလုံး၂၀ငါးထပ်တိုက်၂လုံးတထက်တိုက်ဈေးဆိုင်ခန်း20လုံးနှစ်ထက်တိုက်ဈေးဆိုင်ခန်း30လုံးတထက်တိုက်9015လုံး နှစ်ထပ်တိုက်920လုံး၊လေးထပ်တိုက်910လုံး၊ဆောက်လုပ်စဲနှစ်ထပ်တိုက်21လုံး၊သုံးထပ်တိုက်10လုံး၊လေးထပ်တိုက်5လုံး၊၅ထပ်တိုက်5လုံးနဲ့တထပ်တိုက်စီပီကန်နှစ်ခန်းတို့တွေ့ရှိခဲ့ကြောင်းစတာလင်ဆလောင်အစုံ30နှင့်ဆက်ဆက်ပစ္စည်းများသိမ်းဆည်းရမိခဲ့ပြီးအလုတမာအမျိုးသား1645ဦး၊အမျိုးသမီး455ဦး၊လုံခြုံရေးအမျိုးသား68ဦး၊စုစုပေါင်း2198ဦးအထိတွေ့ရှိခဲ့ကြောင်းသိရပါတယ်။ KK ဘက်ကတက်မဟာ6နေမြေထဲမှာပဲ BGF ကထိန်းချုပ်လုပ်တိုင်းနေတာပါ။ KK ပတ်ပြက်လုံခြုံရေးကိုယူထားတာက BGF ကဘုံမူကြီးစောချစ်သူလက်အောက်က နိုင်မောင်စော်တို့အဖွဲ့တာဝန်ယူထားတာ KNU အရင်လူကြီးတချို့ပါတာရှိပေမဲ့ KNU ကတော့ပတ်သက်မှုမရှိဘူး KK ပတ်တစ်ခုလုံးက BGF ခြေ BGF ဖလက်တွေကြီးပဲနောက်ပြီးဘာပြစ်ခတ်မှုမှမရှိဘဲဝင်စည်းတယ်ဆိုတာက BGF နဲ့စစ်တပ်နဲ့ရုပ်ရှင်ရိုက်ပြတာမျိုးလို့ပြောလို့ရတယ်ဟုကရင်စစ်ရေးတရင်ရင်မြစ်ကပြောဆိုပါတယ် KK ပတ်ဝင်းအတွင်ရှိအဆောက်အအုံများဆောက်လုပ်ထားမှုမြေပိုင်ဆိုင်မှုများနဲ့ပတ်သက်ပြီးတရားဝင်ခွင့်ပြုမိန် မြေပိုင်ဆိုင်ခွင့်အထောက်အထားဟိုတယ်နှင့်ခီးသွွာလာရေးဤဆောက်လုပ်ခွင့်ခွင့်ပြုမိတရားဝင်စာရွက်စာရမ်းများစစ်ဆေးတွေ့ရှိခြင်းမရှိသည့်အပြင်သက်ဆိုင်ရာတာဝန်ရှိသူများကိုစင့်ခေါ်ရာတွင်လည်းလာရောက်ခဲ့ခြင်းမရှိသည့်ဖြင့်လိုအပ်သလိုအရေးယူမှုများဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းစစ်တပ်ကလေကိတ်ကော်မျိုးတင်အားတိုက်ခိုက်သိမ်းပိုက်ရာအောက်တိုဘာ9ရက်တွင်ပြန်ထိန်းချုပ်နိုင်ခဲ့ပြီးထို့သောတိုက်ခိုက်စဉ် KK ဘက်ကလည်းတပြိုင်တည်းဝင်ရောက်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်းသတင်းထုတ်ပြန်ပါသည် လက်ရှိ KKPAT 1နှင့် KKPAT 2ဟုဖြင့်ကျောင်းလဲဖွဲ့စည်းထားသောအဆိုပါ KKPAT ငွေလိမ်ချန်ဝင်းဤမြေနေရာကိုတရုတ်ကြဖြတ်ရာဇဝတ်ကိုင်းများကမြန်မာစစ်အုပ်စုခုခဲမှုအောက်ရှိကရင်နေချာစောက်တပ်ဖွဲ့ထံမှငားရမ်းခဲ့ခြင်းဖြစ်သည့် KKPAT တိဆောက်ရေးလုပ်ငန်းများကို2020ခုနှစ်တွင်စတင်ခဲ့တော်လဲ2021အာနာသိမ့်မှုဖြစ်ပွားပြီးနောက်ပိုင်းမှသာအလုံးရင်းနှင့်တိဆောက်ခဲ့ခြင်းဖြစ်ပြီး 2024ခုနှစ်ဖေဖော်ဝါရီလမှဒီဇင်ဘာလ10လအတွင်းအစာဦးသည့်အလုံးပေါင်း20ကျော်ဆောက်လုပ်ပြီးစီးခဲ့ကြောင်းကိုဂျိုလူတပ်ပုံများမှတက်ဆင့်မြင်တွေ့နိုင်သည်ဟု Justice for Myanmar ကသတင်းထုတ်ပြန်ခဲ့ပါသည်။ online ငွေလိမ်ကိုင်းသို့မဟုတ်ကြားဖြင့်လုပ်ငန်းများသည်မြန်မာစစ်တပ်၏ရာဇဝတ်စင်ပွားလုပ်ငန်းခွင့်ရကြီး၏ဗဟိုချက်တွင်တရှိနေခြင်းဖြစ်ပြီးစစ်တပ်သည်ခရီးနှင့်ကြားဆောင်တပ်ဖွဲ့ BGF ကိုလက်တံငွေကအဆိုပါလုပ်ငန်းများကိုထိန်းချုပ်စေခြင်းဖြစ်သောကြောင့်မြန်မာစစ်တပ်နှင့်ပြည်သူစစ်များထံစီးဆင်းနေသောဗန်နာငွေ စစ်လက်နက်နှင့်လေယာဉ်စီရင်မြစ်အလုံးဖြတ်တောက်ပြီး၎င်းတို့ကျူးလွန်သောနိုင်ငံဖြတ်ကျော်ရာဇဝတ်လုပ်ငန်းများအတွင်ရာဇဝတ်ကြောင့်အရာအရေးယူတာဝန်ခံစေရည်တည်တာလည်းရင်အဆိုပါစိုက်ပါငွေလိမ်လုပ်ငန်းများကိုအမှန်တကယ်တိုက်ဖြတ်နိုင်မည်ဖြစ်ကြောင်း Justice for Myanmar ကထုတ်ပြန်ခဲ့ပါတယ်။အမေရိကန်အခြေစိုက် USIP ကကရင်ပြည်နယ်တွင်ရှမ်းပြည်မြောက်ပိုင်းမှကြားဖြန့်ဂိုင်းများအရှိန်အဟုန်ဖြင့်ရောက်ရှိနေပြီးအမေရိကန်ကိုပြစ်မှတ်ထားလာကြောင်း PGF မှာဗိုလ်မှူးကြီးစောချစ်သူဗိုလ်မှူးတင်ဝင်းနှင့်မုတ်တုံတို့ကြားဖြတ်လုပ်ငန်းများတွင်ပါဝင်ပတ်သက်နေကြောင်း အမေရိကန်ဒေါ်လာ192တန်အမြတ်အစွန်းနှိစင်ရနေကြောင်းထိုင်းအမေရိကန်တို့အပါအဝင်အိနီချင်းနိုင်ငံများပါဝင်သောအရေးယူဆောင်ရွက်ရေးအဖွဲ့အစည်းဖွဲ့စည်းရန်အကြံပြုထားပါသည်မြောက်ပြည်မြို့နယ်တွင်အွန်လိုင်းကြားဖြတ်များအခြေဆိုင်သည့်ရွှေကုတ်ကိုမျိုးသစ်စီမံကိန်းရထိုင်းမျိုးသစ်စီမံကိန်းတောင်မေဦးရင်စီမံကိန်းတောင်မေပန်းရှူလောင်ဖေပန်းအပိုလိုပန်း ဂျင်စင်ပန် KK ပန်မြဝတီမျိုးတစ်စသည့်စီမံကိန်းများစွာကို BGF ကဦးဆောင်ပြီးတရုတ်စီးပွားရေးသမားများပြပဒုစရိုက်ခိုင်းများနဲ့အတူတွဲဖက်အကောင့်ထဲဖွင့်နေခြင်းလည်းဖြစ်ပါတယ်မြန်မာစစ်တပ်နှင့်ပူးပေါင်းထားသောကရင် BGF အဖွဲ့ကကရင်ပြည်နယ်ထဲမှမြဝတီမြို့အပါအဝင်နေပြည်အချို့ကိုထိန်းချုပ်ထားကြောင်း BGF ပါဝင်ပတ်သက်နေသောတရားမဝင်ကာစီနိုလောင်းကစားရုံများအွန်လိုင်းလိမ်လည်မှုရှာစွေမှု ကွန်ရက်များကြောင့်ကဘာတဝမ်းမှလူပေါင်းများစွာလူကုန်ကူးခံရပြီး၎င်းတို့သည်ရာဇဝတ်မှုများကျူးလွန်ရန်အတင်းကျပ်ခိုင်းစေခံရခြင်းနှိပ်စက်ခံရခြင်းရှိနေသည့်အပြင်အမျက်ထုတ်ခံရသည့်အလုသမားများနှင့်စိုက်ဘာလိမ်လည်မှုစက္ကန်းများအားလဲပတ်နေကြောင်းသိရပါသည်ဘုံမူကြီးစောချစ်သူဦးဆောင်သော BGF အတွက်အကြီးမားဆုံးအမျက်ငွေမှာတရုတ်ရာဇဝတ်ကိုင်းများကြောထောက်နောက်ခံပြုထားသောအွန်လိုင်းကာစီနိုနှင့်အွန်လိုင်းကြားဖြန့်လုပ်ငန်းများမှဖြစ်ကြောင်း PGF ထိန်းချုပ်ထားသော online ရာဇဝတ်ကိုင်းများကနှစ်စဉ် American dollar 3.8 billion ရရှိနေပြီး PGF American dollar တန်900ကျော်ရရှိနိုင်ကြောင်း US Institute for International Peace USIP ကသတင်းထုတ်ပြန်ခဲ့ပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းတွင်တရုတ်၏နှိမ်နင်းမှုများကြောင့် online ငွေလဲလဲခိုင်းများကြာဖြန့်သည့်ကရင်ပြည်နယ်သို့ရွှေ့ပြောင်းနေပြီးစစ်တလအောက်ခံနေကြဆောင်တဲ့ BGF ကောင်းဆောင်ဗိုလ်မှူးကြီးစောချစ်သူမုတ်တုံတင်ဝင်းဆိုင်းကျော်လာ Roger King တို့ကအဓိကပါဝင်ပတ်သက်နေသူများအဖြစ် American United States Institute of Peace USIP ကအစီရင်ခံစာဖော်ပြခဲ့ပါတယ်။ KNY အသွင်ပြောင်း BGFE အဓိကခေါင်းဆောင် ုံကိုသုံးဦးဖြစ်တဲ့ဘုံမှုကြီးစော့ချစ်သူဘုံမှုမုတ်တုံနဲ့ဘုံမှုတင်ဝင်းတို့ကတရုတ်အွန်လိုင်းငွေလိမ်ကိုင်းများကိုလက်ခံရတွင်အ धिक ပါဝင်သူများဖြစ်ကြောင်းဘုံမှုတင်ဝင်းကတရုတ်ရာဇဝတ်ကိုင်းများအတွက်ထိုင်းနိုင်ငံမှာလျှက်စစ်မီနဲ့အင်တာနက်လိုင်းရရှိစေရေးဆောင်ရွက်ပေးကြောင်းစော့ချစ်သူနဲ့တူဘုံမှုတင်ဝင်းကတရုတ်ငွေလိမ်ကိုင်းများမှအချိုးမြန်များနဲ့ထောက်ပို့မှုများကိုစုစည်းရယူကြောင်းသိရပါတယ်ကရင်ပြည်နယ်ရှိအွန်လိုင်းငွေလိမ်ကိုင်း အများစုသည်စောချစ်သူ၏နေချာဆောင်တပ်ဖွဲ့ထိန်းချုပ်နေမည်များတွင်လဲပတ်နေပြီးရကုအခါ BGF ကို KNY အဖြစ်နာမည်ပြောင်းထားကြောင်းတပ်ဖွဲ့ဝင်အင်အား8000ကျော်ဖြင့်အင်အားကောင်းသော BGF KNY ကို KNU နှင့်စစ်တပ်ကပါတိုက်ရိုက်ပြစ်ပခဖြစ်ပွားရန်ဆန္ဒမရှိကြောင်း USIP ကဆိုပါတယ်ဆက်လက်ပြီးလောင်လုံးမြို့အောင်တပြေဖုံကြီးကျောင်းတွင်တက်ဆွဲထားသောစစ်တပ်ကိုဝင်ရောက်တိုက်ခိုက်မှုစစ်သား2ဦးသေဆုံးတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပြီးသားမှာဖြစ်ပါတယ် တနင်္သာရီတိုင်းလောင်လုံးမြို့အောင်တပြေဖုံကြီးကျောင်းတွင်တက်ဆွဲထားသောအကြံဖက်စစ်တပ်ကိုဝင်ရောက်တိုက်ခိုက်ရန်စစ်သားနှစ်ဦးသေဆုံးခဲ့ကြောင်းဒဝဲခရိုင်တပ်ပေါင်းစုပြန်ချာရေးတာဝန်ခံရဲဘော်ရှယ်တို့ကသတင်းဌာနကိုပြောကြားပါတယ်။အော်တိုဘလတ်18ရက်နေ့နနက်9:55မိနစ်ခန့်တွင်လည်းလောင်လုံးမြို့ပေါ်ရှိအောင်တပြေဖုံကြီးကျောင်းဝင်းအတွင်တက်ဆွဲထားသောအကြံဖက်စစ်တပ်ကိုတော်လရေးတပ်ဖွဲ့များကဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်းသိရပါတယ်။ ဟိုတိုက်ခိုက်မှုသည်တနအိပွဲခန့်ကြာမြင့်ခဲ့ပြီးအကြံဖတ်စစ်သား၂ဦးသေဆုံးက9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီးဒဏ်ရာရရှိသူများထဲမှ2ဦးသည်ဒဏ်ရာအခြေအနေပြင်းထန်ကသေဆုံးနိုင်ကြောင်းသိရပါသည်။ရှင်းဖုံကြီးကျောင်းတွင်တက်ဆွဲထားသောအကြံဖတ်စစ်တပ်သည်ပြည်သူများ၏လုံခြုံရေးအပေါ်နှိမ့်စင်ရက်ဆက်ချင်းချောင်းအနိုင်ကျင့်လျက်ရှိပြီးလူငယ်များကိုအာဓမ္မပေါ်တာဆွဲခြင်းအတင်းအာဓမ္မစစ်မှုတန်းစုဆောင်ခြင်းခီးသွွာလာပြည်သူများကိုမတရားဖမ်းဆီးချင်းချောင်းကငွေကြေးအဆမတန်တောင်းခံခြင်းစသည့်အကြံဖတ်လုပ်ရမြားနှိမ့်စင်ကျူးလွန်လျက်ရှိကြောင်းသိရပါသည်။ ပြည်သူတရက်လုံးဤဖုံရံသူဖြစ်သောအကြံဖက်စရာနာရှင်ဖက်စစ်တပ်ကိုနောက်ဆုံးအချိန်အထိပေါင်းစည်းခြင်းအင်အားဖြင့်ဆက်လက်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်းထိုတိုက်ခိုက်မှုကဒဝက်ခရိုင်တပ်ပေါင်းစုနှင့်လောင်းလုံးတပ်မဏိလက်ပြတပ်ဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးဒေါ်လေးရဲဘော်များအထူးကိမ်းရှိပြန်လည်ဆုတ်ခွာနေခဲ့ကြောင်းသိရပါတယ်။ဂျမိုက်တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။